ဟုတ်ကဲ့မိတ်ဆွေများအားလုံးပဲမင်္ဂလာပါຫນွေဦးတင်းများကန္တမကျေးဇူးလိုက်ပါတယ်မိတ်ဆွေတို့အနေနဲ့ຫນွေဦးတင်းများကိုစင်စက်မပြတ်ကြည့်ကြည့်နိုင်ရန်အတွက် Subscribe လေးများအင်ဦးဆုံးလှူထားပေးကြပါလို့တောင်းဆိုချင်ပါတယ်ခင်ဗျဟုတ်ကဲ့အခုတင်ဆက်ပေးမယ့်အကြောင်းအရာကတော့မအားလိုက်နေပြည်တော်ကြီးတစ်ခုလုံးမျိုးပြည့်ကြီးဖြစ်သွားပါပြီတဲ့ရင်းသူများပြောပြပါပြီရဲဘော်ချမ်းလေး မင်္ဂလာပါရှင်အခုကြောင်ရံရဲ့ပတ်သက်တဲ့ဗီဒီယိုဖိုင်ကိုတော့အနောက်မှာတင်ဆက်ပေးထားတာဖြစ်ကြမို့ဝင်ရောက်ကြည့်ရှုဝေဖန်တုံးသက်ပေးကြပါအောင်ရှင်မအောင်ဆုံးကျွန်တော်ပြောချင်တာက cabinet အတွင်းမှာတိုက်ပွဲတွေပြင်းထန်စွာဖြစ်ပွားနေတယ်လက်ရှိကျွန်တော်တို့စစ်မျက်နှာပြင်အတိအပြင်းထန်တဲ့ကျွန်တော်တို့ KNU တက်မဟာ အတီးတီးပူပေါင်းပြီးတော့အလုံးလုံးနေကြတယ်ဆိုတာကိုလည်းကျွန်တော်မိဘတွေကိုဒါဝန်တာဆရာကျွန်တော်တင်ပြခြင်းနဲ့အရင်ချိန်တော့ကကျွန်တော်တို့တက်မာခွန်အားတက်မာခွန်တက်မာ6ကတက်မာ6တက်မာ9ကတက်မာ9အစသည်အဖြစ်အခြေအနေတွေမှာအခုချိန်မှာတော့တက်မာဟာအားလုံးအတီးတီးပူပေါင်းပြီးတော့ကျွန်တော်တို့အလုံးအတူတူလှုပ်ဆောင်နေကြတယ်ပြီးတော့ ကျွန်တော်ကင်ပြည်နယ်မှာကင်းသစ္စာရေးတောက်ထားတယ်ကျွန်တော်ပြည်သူ့ကာကွယ်ရေးတပ်ဖွဲ့ဝင်လူငယ်တိုင်းဟာလည်းပဲလက်ရှိကရင်ရဲ့ထိုးစစ်နဲ့အတူပူပေါင်းဆောင်ရွက်ဖို့ဒီကနေပြီးတော့ကျွန်တော်နှိုးဆော်လိုတယ်အချို့သောနေရာတွေမှာအဲလုံခြုံရေးလှုပ်ဆောင်နေတဲ့ကျွန်တော်တို့လူငယ်တပ်ဖွဲ့ဝင်တွေကလည်းလက်ရှိကရင်နဲ့ကင်းထိုးစစ်မှာပူပေါင်းပါဝင်ဖို့ကျွန်တော်တို့ဒါနှိုးဆော်ခြင်းဖြစ်ပါတယ် ဟုတ်ပြီဒီနေ့မှာကျွန်တော်တင်ပြမယ့်အကြောင်းအရာကနေပြီးတော့တခုလုံးဖွင့်ညံ့ညံ့ကြည်အောင်ပျက်စီးသွားပါပြီ။တနည်းအားဖြင့်မျိုးပြက်ကြီးဖြစ်သွားပြီဆိုတဲ့အကြောင်း try မိပါတွေကိုတင်ပြပေးမယ်။နောက်ထပ်ဒင်းတစ်ပုဒ်မှာတော့ကျွန်တော်တို့ဒါ view sort ခေါင်းဆောင်ကျွန်တော်တို့ဒါလှိုင်မင်းနဲ့ပတ်သက်တဲ့သတင်းတွေကို try မိပါတွေကိုတင်ပြပေးမယ်။ပြီးသွားရင်ကျွန်တော်တို့ပြည်သူ့ကာကွယ်ရေးတပ်ဖွဲ့ဝင်တွေရဲ့လုံရက်နဲ့ကျွန်တော်တို့ပြည်သူ့ကာကွယ်ရေးတပ်ဖွဲ့ဝင်တွေရဲ့ ဒါစိတ်နေသဘောထားတွေနဲ့ဖတ်ရန်သူအကျံဘတ်ဖတ်စစ်တက်ရဲ့လက်ရှိလုပ်ရက်တွေနဲ့ကျွန်တော်နှိုင်းရှင်ပြီးတော့ဟောပြပေးသွားမှာကျွန်တော်ရဲ့ဗီဒီယိုကိုအဆုံးထိဝင်းရန်ကြည့်ရှုဖို့ကျွန်တော်ရဲ့မိဘပြည်သူတူကြီးဆိုင်ကိုတလေစာဖိတ်ခေါ်လိုက်ပါတယ်ကေပီနာမတိုက်ပွဲတွေပြင်းထန်စွာဆက်လက်ပြီးတော့ဖြစ်ပွားနေတယ်ဆိုတော့ကျွန်တော်ရဲ့ Telegram မှာတော့ကျွန်တော်တို့ရှောင်ရတင်ရမဲ့နောက်ဆုံးသောအခြေအနေတွေကို Telegram မှာကျွန်တော်အဆက်မပြတ်ဒါအတက်နိုင်ဆုံး ျွန်တော်ကြိုတင်ပြီးတော့အတိပေးထားပါတယ်ဆိုတော့ခင်ပြင်းရဲ့တိုက်ပွဲတွေနဲ့နည်းနည်းလေးမျှော်ပြီးတော့ဒီပေးစကားပြောရမယ်ဆိုရင်ဖတ်အမ်းမှာကျွန်တော်လူငယ်တွေကိုစစ်မှုထမ်းခေါ်ထားတယ်ပြီးတော့ကျွန်တော်တို့မိသားစုဝင်တွေစီကစစ်မှုထမ်းဥပဒေနဲ့ညီညွတ်စုံတွေခေါင်းစဉ်တက်ပြီးတော့လူငယ်တွေကိုဖမ်းဆီးခဲ့တဲ့အုတ်ချုပ်ရေးမှုတွေနဲ့ ြည်သူစစ်လို့လို့ရှင်းမြောက်နောက်မြောက်ဘောမနေတဲ့កောင်នេះဒီနေ့ကစပြီးတော့ធម្មဝအောင်សារាကိုမျက်နာကိုမှတ်မိအောင်ទេវីឆាឆាမှန်ねမှជីថាဖို့ကျွန်တော်ပြောမယ်ဟုတ်ပြီကင်းကင်းရဲ့စည်ရဲ့ချင်းတွေကတော့ဒီနေ့ဤကုန်းမှာကျွန်တော်ទេឆាဆိုတင်ပြပေးမယ်ပထမဦးစွာကျွန်တော်နေပြည်တော်မြို့ကြီးတစ်ခုလုံးမြို့ပြတ်ကြီးတစ်ခုစားပါပဲဆိုတော့ဒီចောင်းကိုပြောမယ်ဆိုရင် ။ကျွမ်းမိဘတွေလည်းမှတ်မိမယ်ထင်တယ်ဗျ။ညီပဲကြံရင်ရတယ်။ဆိုတဲ့စကားဒီကောင်ကြီးပြောခဲ့တဲ့စကားအခုဒီကောင်တွေကို၌ညီပဲကြံနေရတဲ့အခြေအနေဖြစ်ရစိုးပြီနဲ့တုံ့ပြန်နေရတာ။ဘသူမှမကယ်နိုင်တဲ့အခြေအနေတစ်ခုနဲ့လည်းရင်ဆိုင်နေရတဲ့အကြောင်းပါ။ဟုတ်ပြီ။ကျွန်တော်နေပြီးတော်ရဲ့ကျွန်တော်ငလျင်တင့်သွားတဲ့ ဒါဖြစ်ရတွေ့နောက်ဆက်တွဲအနေနဲ့ဇင်းရင့်မြစ်တွေ့အရနေပြည်တော်အစိုးရဘိုင်းအဆောက်အုံသုံးပုံနှစ်ပုံလောက်ဟာလုံးဝကိုပျက်စီးခြင်းမသွားခဲ့ရပြီပြီးတော့အဆောက်အုံပေါင်း1556လုံးရှိတဲ့အနက်မှာလူနေထိုင်လို့လုံးဝကိုမရတော့တဲ့အခြေအနေထိပျက်စီးသွားတာကတစ်ချောင်းနီးပါးအထိ ရှိပါတယ်ကျန်တဲ့အဆောက်အုံတွေကလည်း နေထိုင်ဖို့မသိတော့ဘူးငကိုတွေကလည်းပဲခိုးဆိုးလူနိုင်ပြီးတော့တကောင်ကခိုးလိုက်ပါသွားလိုက်နောက်တကောင်အောက်ကကောင်ထပ်ခိုးလိုက်ကုံသွားလိုက်နောက်တကောင်အောက်ကကောင်ကထပ်ပြီးတော့ခိုးလိုက်ပါသွားလိုက်အောက်ဆုံးလဲရောက်လဲရောက်ကောတဲတတတာစောက်ထားတဲ့အကြမ်းမဖက်စစ်ခွေးတက်နဲ့ပတ်သက်တဲ့လုပ်ငန်းတွေစောက်ခဲ့တဲ့အဆောင်အုံတွေဟာအခုချိန်မှတော့ ပြောင်းချပျက်စီးခဲ့ပြီနေပြည်တော်ကြီးတစ်ခုလုံးပျက်စီးသွားပြီလို့ကျွန်တော်တို့တဏီအားဖြင့်မျိုးပြက်ကြီးဖြစ်သွားပြီလို့ဆိုလို့ရတယ်ဟုတ်ပြီမြေကြံရင်ရပြီဆိုတဲ့ကောင်းတွေသူတို့ကို၌မြေပဲကြံတဲ့အခြေအနေတွေကြုံတွေ့နေရတာဖြစ်တယ်ဒါတွေကိုပြန်လဲတိဆောက်ဖို့ဆိုရင်ဘတ်ချက်ဒေါ်လာဘီလီယံနဲ့ချီပြီးတော့ကုန်ကြနိုင်တယ်အဲ့ဒီဒေါ်လာဘီလီယံနဲ့ချီတဲ့ကုန်ကြစိတ်ကိုမင်းအွန်လိုင်းကထုတ်ပြီးမှလားကျွန်တော်နိုင်ငံမှာလဲ ဘာပဆံမှမရှိတော့ကျွန်တော်ပြည်သူတွေစီကဒီကောင်တွေအုပ်ချုပ်လို့ရတဲ့နေရာတွေကနေခွန်တွေကောက်ထားတဲ့ပဆံကလည်းစစ်သုံးစိတ်တဲ့ထဲ့ထားလို့ကုန်ပြီပြီးတော့ရုရှားနဲ့တရုတ်ပြီးတော့အချို့သောနောက်ွယ်ကနိုင်ငံတွေစီပါလက်နက်မျိုးစုံကိုရတဲ့နီးနဲ့အကျွေးနဲ့လက်ငင်းနဲ့စိုးဝါစိုးပြဒီလိုတွေဝယ်ထားတဲ့အခြေအနေတွေမှာဒီကောင်တွေစီမှာ ဒေါ်လာငက်နေတယ်ဆိုတာလေကျွန်တော်မိပါတယ်သိရှိပြီသားဒါကြောင့်လည်းကျွန်တော်တို့ငလင်းဘေးတံခံလိုက်ရတဲ့ပြည်သူတွေအတွက်ကမ္ဘာနိုင်ငံပေါင်း20ကျော်ကပေးအပ်တဲ့အလှူငွေတွေတောင်မှကျွန်တော်တို့ပြည်သူလက်ထဲမရောက်ဘူးလက်ရှိအချိန်မှာလည်းသူတို့ဟာစစ်သုံးစိတ်ဘတ်ဂျက်ကလည်းပြတ်နေပြီအဲ့ဒီစစ်သုံးစိတ်ဘတ်ဂျက်ရဲ့ထောက်ဝက်ကျော်လောက်ကိုသုံးပြီးတော့နေပြည်တော်ကိုပြန်လဲတိဆောက်ဖို့ဆိုတဲ့အခြေအနေကလည်းဒီကောင်တွေမလုတ်တက်ဘူး အပွင့်လင်းဆုံးပြောမယ်ဆိုရင်တော့ခိုးစားတာကလွဲလို့ကြံတာဘာခုမှမလုပ်တတ်တဲ့အကြမ်းမဲ့ဖက်စစ်အာနာယူအုပ်စုအကြောင်းကျောင်းမိဘတွေတည်ပြီးသားပါ900ဆိုင်တော်မှမဖွင့်တတ်တဲ့ကောင်တွေကဒီလိုခြေနေမျိုးကိုဘလို့မှဒီကောင်တွေပြန်လဲပြီးတော့သူတို့အစိုးရအဆောက်အုံဒီအောင်တော့မှသူတို့ပြန်ပြီးတော့မဖန်တီးနိုင်တော့ဘူးဆိုတာကိုကျောင်းမိဘတွေကိုဒါတင်ပြနေခြင်းဖြစ်ပါတယ် ဒါကတော့တပတ်တည်တယ်လို့ပဲဆိုရမလားဘသူမှသူတို့ကိုလက်မခံတော့တဲ့ပြီးတော့နေပြည်တော်ရဲ့ကျင့်စာကျွန်တော်ပြည်သူတွေရဲ့ဆူးရှတဲ့မေတ္တာတွေကြောင့်နေပြည်တော်ဟာ အလိုလိုနေရင်းနဲ့မြေမှောက်တတအခြေအနေကိုရောက်ရှိသွားတဲ့အကြောင်းဆိုတော့နေပြည်တော်မှာနေထိုင်နေတဲ့ကျွန်တော်တို့ဒါမိဘပြည်သူတွေမိသားစုဝင်တွေရှိပါတယ်အဲသူတို့အတွက်ကတော့စင်မကောင်းဖြစ်မိပါတယ် ဒါကျွန်တော်တို့ပြည်သူတွေပြောတာပါကျတော့ကြမ်းဖက်စစ်ခွေးတက်နဲ့ပတ်သက်နေတဲ့ကောင်းတွေအခြေအနေတွေနဲ့တကောင်းလေးအကြောင်းကိုရှင်တွဲပြီးတော့ပြောနေရတဲ့အချိန်မှာတကယ့်တကောင်းရောက်နေတဲ့ပြည်သူတွေကိုထည့်သွင်းပြီးတော့လည်းကျွန်တော်တို့စဉ်းစားမိပါတယ်ဟုတ်ပြီဒီနေ့မှာကျွန်တော်အဓိကသင်ပြချင်တဲ့အကြောင်းအရာကကြိုက်ချီယိုဖျားဘူးလာတဲ့ပြည်သူ90နီးပါးကိုကျွန်တော်ပြည်သူကာကွယ်ရေးတပ်ဖွဲ့ဝင်တွေကဖမ်းလိုက်တယ်ဆိုတဲ့သတင်းတွေ အကျွန်တော်ဖတ်စစ်ခွေးတက်ရဲ့ lobby တရင်တွေမှာ blue ပြန်အောင်တော့စီအောင်သူတို့တွေထုတ်ပြန်ကြီးညာကြတာမနေ့ကလည်းကျွန်တော်ကဒီထားမိဒါပေမဲ့ဒီအခြေအနေဟာဘလို့ပုံစံမျိုးရှိလဲဆိုတာကိုကျောင်းပြပွားလေးကိုတိတ်ပြဖို့အတွက်မနေ့ကကျွန်တော်နှုတ်ဆက်ခဲ့တာဒီကိစ္စမှာတော့သတင်းလက်ရှိသတင်းတွေတက်နေတဲ့ဒါမီဒီယာကြီးကြီးတွေကတက်နေတဲ့သတင်းတွေနဲ့နောက်ွယ်ကသတင်းတွေကို ျွန်တော်ကတင်ပြပေးမှာဖြစ်ပါတယ်ဟုတ်ပြီပထမဦးဆုံးကျွန်တော်တို့မီဒီယာတွေမှာဒါဖော်ပြနေတဲ့သတင်းလေးကိုကျွန်တော်ဖော်ပြပေးပါမယ် April 15ရက်နေ့မှာကရက်ချောင်းစားတောက်ဆိုင်တစ်ခုမှာညောင်လေးပင်မြို့နယ်ကစစ်ခွေးအုပ်လိုက်ကြီးပေါ့ဗျာအကျန်ဖက်စစ်ခွေးတက်ရဲ့လက်ကင်တို့ယူဆော့တီခေါင်းဆောင်ဒါလိုင်မင်းဦးနဲ့ဒုယူဆော့တီခေါင်းဆောင်မဲကြီးအပါဝင်မိသားစုဝင်58ဦးက ကျွန်တော်တို့ကြိုက်ချိုကပြည်သူ့ကော်မတီတပ်ဖွဲ့ဝင်တွေဖမ်းဆီးထိန်းသိမ်းခြင်းခံလိုက်ရပါတယ်။ဟုတ်ပြီ။ဒါတွေကိုတစ်ဖက်ကနေပြီးတော့ဒါရသပြည်သူတွေဖျားဖို့လာတဲ့တိုက်ချီရောဖျားဖို့လာတဲ့အချိန်မှာကျွန်တော် PDF တွေကဖမ်းလိုက်တယ်ပေါ့ဗျာ။ဒီသတင်းတွေလည်းကျွန်တော်မိဘတွေအချို့တွေ့မှာပါ။ဟုတ်ပြီ။ ်ရေတော်ကြီးခေါင်းဆောင်ဖြစ်တဲ့လှိုင်မင်းမဲကြီးကြော်ကြော်ဦးသူ့ရဲ့သားမင်းမော်ဦးနဲ့ပြီးတော့အကျန်းဖတ်နေနေရေအဖွဲ့ဒါကျွန်တော်တို့သူတို့အကျန်းဖတ်လို့ခေါင်းစဉ်ကတာတော့အဲ့ဒီအကျန်းဖတ်နေနေရေအဖွဲ့တဲမှာလက်ရှိတာဝန်ထမ်းဆောင်နေစေတိန်ချင်းနဲ့ဒါလှိုင်မင်းဖြူစော်တီခေါင်းဆောင်ရဲ့မိမကိုလက်ရှိအချိန်မှာတော့ဖန်စီထိမ့်သိမ်းထားပြီးတော့ ကျန်တဲ့သူတွေကိုကျွန်တော်တို့ပြလွှတ်လိုက်ပါတယ်ဆိုတော့ဒီအခြေအနေကကျွန်တော်တို့လက်ရှိဒါသတင်းမီဒီယာထက်မှာတွေ့မြင်ရမယ့်အခြေအနေတွေဖြစ်တယ်ပြီးတော့လက်ရှိအခြေအနေမှာအဲ့ဒီအကြမ်းဖက်နှိမ်နှင်းရေးအဖွဲ့ကကောင်ဆိုတဲ့ပိန်သေးနေဆိုတော့အဲ့ဒီကျွန်တော်ကျွန်တော်မိဘနည်းနည်းလေးရှင်းပြခြင်းတယ်သူတို့ကဖွဲ့စည်းထားတယ်အကြမ်းဖက်နှိမ်နှင်းရေးအဖွဲ့ သူတို့ကကျွန်တော်တို့ကိုအမိတက်လာတာကကျွန်တော်တို့ကအကျန်းဖက်ပေါ်ဗျာအရင်ကတော့ကျွန်တော်တို့ကသဘုံပေါ့ခုတော့ကျွန်တော်တို့အကျန်းဖက်လို့ခေါင်းစဉ်တက်တယ်အကျန်းဖက်ကောင်းနေကကျွန်တော်တို့ခေါင်းစဉ်ပြတ်တက်တာလားဆိုတော့ပြီးတော့အကျန်းဖက်နေနေရေးအဖွဲဆိုပြီးတော့သူတို့ကဖွဲ့စည်းထားတာတွေ့နေရာဒေသအသီးသီးမှာအများကြီးရှိတယ်အဲ့ဒီမှာလည်းပဲယူဆော်တီပြီးတော့အကျန်းဖက်ဖက်စစ်ခွေးတက်နဲ့ပတ်သက်တဲ့သူတွေကိုအတုံးချတယ်ဆိုတော့အခုအကျန်းဖက်နေနေရေးအဖွဲ့ မှတာဝန်ယူထားတဲ့သိန်းသေးဆိုတဲ့ကောင်ဘလို့အချိန်နေရောက်ပြီလေကျွန်တော်မိဘနည်းနည်းလေးစဉ်းစားကြည့်အောင်ပြီးတော့ကျွန်တော်တို့ညောင်လေးပင်မှာကျွန်တော်ပြည်သူတွေကိုရဲဆက်ဆက်ညှိမနှိမ့်ဆက်အိမ်ထဲမှာပဲကျိုးတုတ်တပ်ဖြတ်မီးရှို့ခဲ့ပါတယ်ဆိုတဲ့ ထပ်ဆိုချက်တွေအကြောင်းကိုလည်းကျွန်တော်ထည့်သွင်းပြီးတော့တင်ပြပေးမှာဖြစ်တယ်ဖြစ်ရအမှန်နောက်ထပ်အပိုက်ပေါ့ဗျာဆိုတော့အခုဖိုက်မှာကတော့လက်ရှိအချိန်မှာအဲ့ဒီဘူဇော်ဒီကောင်းဆောင်လိုင်းမင်းနဲ့၅ဦးပါဖွဲ့ပေါ့ဗျာသူတို့တွေကိုတော့ကျွန်တော်ဖမ်းဆီးထားတယ်အာစစ်စစ်ရမကိစ္စတွေကလည်းအများကြီးရှိနေတယ်ဘာကြောင့်ဖမ်းဆီးကြလဲဘလို့အမှုတွေကိုဒီကောင်တွေကရဲဆက်ဆက်ကျူးလွန်ခဲ့တာလဲဆိုတဲ့သတင်းအစ်စ်တွေကိုထပ်မှန်ပြီးတော့ကျွန်တော်မိဘတွေကိုတင်ပြပေးမှာကတော့ ကျွန်တော်တို့ကားနဲ့ဘက်ကအစတိကျစွာကျွန်တော်ကာဝေးရေးတပ်ဖွဲ့ဝင်တွေအဲ့ဒီတည်င်းကို ရရှိခဲ့တာပါဆိုတော့ဖျားဖူးလာတဲ့ကားမဟုတ်ဘူးပြောချင်တာကတော့ကြိုက်ချီရောဖျားဖူးလာတဲ့ကားမဟုတ်ပါဘူးဒါဆိုရင်တော့သူတို့ဟာဒရက်ချောင်းကိုလာပြီးတော့ပျော်ပါစားတော့မူးယူဖို့လာတဲ့အဖွဲ့ ကရက်ချောင်းမှာလာပြီးတော့ဟာကျွန်တော်ရဲ့မိဘတွေကျွန်တော်တို့အချို့လူမှုပြည်ဆိုရှယ်ဆာမျက်နှာမှာပေါ့တပုံလေးလည်းတွေ့မှာပါအဲကျွန်တော်တို့ချောင်းရဲ့ဒါဟိုဘက်အဆက်လေးဒီပုံပေါ့နော်ဆက်လေးဒီမှာကျွန်တော်တို့ဒါအရက် BR တွေအဲကျွန်တော်တို့ဒါရောင်းချတဲ့တဲလေးတွေစောက်ပြီးတော့အဲဒီချောင်းသားမှာလာလာပြီးအရက် BR တောက်အမြူးတူပေါ်ပျော်ပါတဲ့အနေရာလေးတစ်ခုပါအဲဒီကရက်ချောင်းမှာရှိတဲ့စားတော့ဆိုင်လေးတွေကဒါတဲလေးတွေပေါ့ဗျာတန်းစီပြီးစောက်ထားတဲ့ပုံစံလေးပါအဲဒီနေရာကိုမူယူ ကျော်ပါဖို့လာတဲ့ကောင်တွေကိုကျွန်တော်တို့ပြည်သူ့ကာကွယ်ရေးတပ်ဖွဲ့ဝင်တွေကလူဦးရေအတိအကျကအစကားနံပါတ်ပါအစုံတင်းတိတိကျကျရပြီးတော့မှဖမ်းလိုက်တာဖြစ်တယ်။ဒါကြောင့်ဟိုဘက်ကကောင်တွေကကျွန်တော်တို့ကိုကြံကြီးလို့လာတဲ့ပြည်သူတွေကိုဖမ်းပါတယ်ဆိုပြီးတော့ဒီကောင်တွေတင်းတူတွေလိန်ညာတွေကိုဖောက်ထုတ်ခဲ့တာဖြစ်တယ်။ဒါပေမဲ့လည်းပဲကျွန်တော်ရဲ့ Telegram မှာအဲ့ဒီဖြစ်စဉ်မှာကျွန်တော်တို့တာတာဝန်ခံတအုပ်ဖြစ်တဲ့ကျွန်တော်တို့ အမှတ်29ဖြူအားမူတမတိတာဝန်ခံကျွန်တော်တို့ကိုအေးမင်းထွန်းကရုပ်တံဗီဒီယိုနဲ့တကွာရှင်းပြထားတာကိုကျွန်တော် Telegram မှာတင်ပြပေးထားပါတယ်။ဟုတ်ပြီ။လက်ရှိအချိန်မှာကျမဖက်စစ်ခွေးတဲ့လက်ကင်တို့ပြီးတော့သူတို့ရဲ့တပည့်သားသမီးသူတို့ရဲ့အချမ်းဖက်နေနေရေးပါဆိုတဲ့ကောင်းတွေကိုကျွန်တော်တို့စကြောရေးထည့်ထားပါတယ်။စကြောရေးအတွင်းထဲမှာသူတို့ဟာ ကျွန်တော်ပြည်သူကိုအိမ်ထဲမှာပဲကြိုးတုပ်မီးရှို့တပ်ဖြတ်ခဲ့တဲ့ဖြစ်စဉ်တွေကျူးလွန်ထားကြောင်းကျွန်တော်ဦးထုတ်ဖော်ဝန်ခံထားပါတယ်အခြားသောပြစ်မှုတွေနောက်များစွာရှိပါတယ် ီပြည်မှုတွေနဲ့ပတ်သက်ပြီးတော့ကျွန်တော်ပြည်သူ့ကဝရေးတပ်ဖွဲ့ဝင်တွေသက်ဆိုင်ရာတာဝန်ခံတွေကကျွန်တော်တို့မိဘပြည်သူတွေမျက်စိရှေ့အရောက်အချက်လက်ထောက်ထားတွေနဲ့ရုပ်သံဗီဒီယိုဖိုင်တွေပါထပ်မံပြီးတော့ဝေမျှပေးသွားမှာဖြစ်တယ်ကျွန်တော်တို့ကတော့ပုတ်ပွင့်လင်းလင်းပါပဲကျွန်တော်တို့ဖမ်းရင်ဖမ်းတယ်ကျွန်တော်စစ်ရင်စစ်တယ်စစ်ရင်လည်းပေါ်တယ်ဆိုတော့ဒါဟာ လက်ရှိအချိန်မှာကျွန်တော်တို့ပြည်သူ့ကာကွယ်ရေးတပ်ဖွဲ့ဝင်တွေရဲ့ရည်တည်မှုတွေနဲ့လှုပ်ဆောင်ချက်တွေပြီးတော့တစ်ဖက်ကအကြမ်းဖက်စစ်ခွေးတက်ရဲ့ဒါကျတိမှုတွေနဲ့လှုပ်ဆောင်ချက်တွေကိုကျွန်တော်ဒီနေ့နှိုင်းရှင်ပြီးတော့ဖော်ပြมาဖြစ်တဲ့အခုဒူဇော်တီနဲ့ခေါင်းဆောင်ကျွန်တော်ပြည်သူတွေကိုရဲဆက်တပ်ဖြတ်ပါတယ်မိရှုခဲ့ပါတယ်လို့အခုလက်ရှိဝန်ခံထားတဲ့ကောင်တွေနဲ့ပါလာတဲ့ကြံတော်ပြည်သူတွေကိုကျွန်တော်ပြန်လှုပ်ပေးလိုက်တယ်ကောင်းကောင်းမွန်မွန်ထမင်းကျွေးပြီးတော့မနော်ကျွန်တော်ရင်ပြပါ ကောင်းကောင်းမုံမုံပြန်ပြီးတော့လှုပ်ပေးလိုက်တာကားပေါ့ကားကားနဲ့ပါလိုက်ပို့ပေးလိုက်တာချောင်းပြီပါအခါခါကြရတယ်ကျွန်တော်တို့အရန်ကိုအဘောကောင်းလုံးတယ်ဒါကကျွန်တော်တို့ပြည်သူအတွက်ကိုကျွန်တော်တို့ကဒါလုဆောင်နေတဲ့တော်လန်ကြီးလည်းဖြစ်တယ်ပြည်သူမျက်နှာကိုမူပြီးတော့ကျွန်တော်တို့ဒါပြစ်ဆက်ခဲ့တဲ့ အရာတွေဟာလက်ရှိဖြစ်စဉ်မှာဆိုရင်လည်းပဲဒါအပြစ်မဲ့ပြည်သူပေါ့ဗျာလို့ယူဆရတဲ့သူတွေကိုကျွန်တော်တို့တို့ကိုပြန်ပြီးတော့တပေးလိုက်ချင်းဖြစ်ပါတယ်ဟုတ်ပြီဒီဖြစ်စဉ်နဲ့ပတ်သက်ပြီးတော့ဒီချိန်ထဲမှာပဲအကြမ်းဖက်စစ်ခွေးတက်ဟာဒါမန်လေးတပိတ်ချင်းမျိုးနဲ့ရေထွက်ရွာမှာကျောပြည်သူနေထိုင်နေတဲ့ရက်ွက်ဈေးတွင်းကိုပဲပေါင်ကားရဘုံနှလုံးနဲ့ နှစ်ကြိမ်လောက်ရောက်ပြီးတော့ကျဲချမှုဖြစ်စဉ်ဒင်းတက်တယ်ဖြစ်ပေါ်လာတာပါဆိုတော့အဲ့ဒီပြကက်မှုမှာကလင်းငယ်တွေပါဝင်ယတာပြီသူတီးတန်း28ဦးထပ်မနေပြေဆုံးခဲ့တယ်အထူးကဒဏ်ရာရရှိမှုတွေ10နဲ့ချီပြီးတော့ရှိတယ်ထပ်မှန်ပြီးတော့တိဆုံးနိုင်ခြေတွေလည်းအများပြားရှိပါတယ်ဆိုတော့ တို့ဘာကြောင့်ဒီလုံးတဲ့ဒီလုံးနေတာလဲတို့တို့မိဘတွေကိုကျွန်တော်အချိန်ချင်းသတိပေးပါတယ်တို့စစ်ရှုံးနေပြီတို့စစ်မနိုင်တော့တဲ့အခြေအနေဆိုရင်တို့ကကျွန်တော်တို့ပြည်သူကိုဘုံကျဲပြီးတော့ကျွန်တော်တော်လှန်ရေးအရှိန်နှောင့်နှေးဖို့ပြီးတော့ကျွန်တော်တို့ပြည်သူကိုတတ်ဖြတ်ပြီးတော့ကျွန်တော်တို့ပြည်သူကဝေးတပ်ဖွဲ့ဝင်တွေကိုဒါကူညီတဲ့ဝင်းရံနဲ့ရက်ကြည်တဲ့ထောက်ခံနေဆိုရင်ဒီလိုမျိုးအဖြစ်ဆိုးမျိုးတွေနဲ့ကြုံရမှာပဲဆိုတာမျိုးကိုတို့က ဘုံကျက်တက်ဖြတ်ပြီးတော့ချင်းချောက်နေတာဖြစ်တယ်။ဒါကိုကျွန်တော်ရဲ့မိဘတွေကျွန်တော်ရဲ့ပြည်သူတွေကျွန်တော်ရဲ့မိသားစုဝင်တွေတတိလုံးဝမပြတ်ပါနဲ့။ဆိုတော့ပြီးခဲ့တဲ့ကျွန်တော်တို့ဒါဒါဇော်မဲတိမ်ပေါ့ဗျာ။ဒီကောင်လေးနမဲလေးကိုကျွန်တော်ပါဇက်ကတကယ်ကိုမပြောချင်တော့တာပါ။တော်တော်ကိုရှုံနေပြီဒီကောင်လေးကို။ဆိုတော့အဲ့ဒီဇော်မဲလုံးရဲ့အင်တာဗျူးတစ်ခုမှလည်းပြရမှာဖြစ်တယ်။ပစင်ကြီးလိုမျိုးဖြစ်ရမျိုး ပြစ်မဲ့ပြည်သူတွေတိတ်ခဲ့တဲ့ကိစ္စမျိုးကိုဒီကောင်ကိုယ်တိုင်ဝန်ခံခဲ့တာတောင်းရင်သူနဲ့ဆက်ဆက်နေလို့ကျွန်တော်ပြောချင်တာကတောင်းရင်သူနဲ့ဆက်ဆက်နေရဲဆိုတဲ့ဆွဆွဲချက်နဲ့ကျွန်တော်တို့ပြည်သူကိုတတ်ခဲ့တယ်သူကိုယ်တိုင်ဝန်ခံခဲ့တာတော့ကျွန်တော်မြင်ပါဒီကနေ့ကျွန်တော်တို့ဒါဘီဇော်တိခေါင်းဆောင်လှိုင်မင်းမဲကြီးစတဲ့ကောင်တွေနဲ့ဆက်ဆက်နေတဲ့ ပြည်သူ48ယောက်ကိုကျွန်တော်တို့ပြန်လွတ်ပေးလိုက်တဲ့ဖြစ်စဉ်ကျွန်တော်ရပြီးပါပြီစဉ်းစားကြည့်ပါကျွန်တော်မှာဒါမရှင်တစ်ခုလှုပ်ဆောင်တာပဲဖြစ်ဖြစ်အများကြီးစဉ်းစားရပြည်သူရဲ့အတန်တွေတခါတကံကျွန်တော်တို့ဒါမဖြစ်မနေမျိုးတဲမှာတက်ဆွဲနေတဲ့အကျွန်ဖက်စစ်ခွေးတက်ကိုဝင်းရောက်ပြက်ကတ်တိုက်ခိုက်တာတော့မှကျွန်တော်တို့ပြောခံရတာရှိတယ် ျွန်တော်အမှန်တရားကိုပြောနေတာအမျိုးကျွေသွားတယ်မျိုးပြတ်သွားတယ်မျိုးတိန်လို့ဖြစ်တယ်ဆိုတော့အတန်တွေကျွန်တော်တို့ပြည်သူစီကပြန်ပြီးတော့ကြားရတာတွေအများကြီးရှိပါတယ်ကျွန်တော်နားလည်ပါတယ်အခုလေကြောင်းကနေပြီးတော့အတလွတ်ကြီးဘုံကျဲပြီးတော့မျိုးရွာတွေကိုမီးရှို့ဖျက်ဆီးခဲ့ကြတယ်အစတည်းပြောကြည့်ပါလေဘုံကြီးကြောင်းမှလည်းစစ်မရှောင်ပါနဲ့ မေတီလာရှင်ကြောင်းပါလဲစုပြီးတော့စစ်မရှောင်းပါလဲခရစ်ယာန်ဘုရားကြောင်းပါလဲစစ်မရှောင်းပါလဲဒီကောင်းဒီကုံလုံးကိုဘုပ္ပကျဲနေပါလားဆိုတော့ကျွန်တော်တို့လူငယ်တွေနဲ့ကျွန်တော်တော်လိုင်းတော့တက်ဖွဲ့ဝင်တွေကအစစ်စင်ရေးတွေမှာတော်တော်လေးကိုချင့်ချင်ပြီးတော့လုဆောင်နေရတာရှိခဲ့တယ်ပြီးတော့ရှိလဲရှိခဲ့ဘူးတွေဆိုတာကိုကျွန်တော်မြို့ပါတွေကိုတစ်ဆက်တင်ပြနေခြင်းဖြစ်ပါတယ်ဟုတ်ပြီနောက်ရက်တွေမှာလဲကျွန်တော်ဖက်စစ်ခွေတက်က ဘုံကျဲဖို့ဆက်လက်ပြီးတော့လှုပ်ဆောင်နေအောင်မှာဖြစ်တယ်။ဆိုတော့ကျွန်တော်တို့ဒါဒေသခံပြည်သူတွေနဲ့ကျွန်တော်တော်လန်တော်တပ်ဖွဲ့ဝင်တွေပူးပေါင်းပြီးတော့ဒီကြောင်းရန်ကိစ္စတွေကိုအဆက်မပြတ်ဒါစုံစမ်းသိရှိနိုင်ဖို့ကြိုးစားရမှာဖြစ်ပြီးတော့အရေးပေါ်လင်းမြန်ဆုံးရှောင်ထွက်နိုင်မဲ့နေရာတွေနဲ့ group ချင်းတွေတူထားဖို့ကျွန်တော်ဒီကနေပြီးတော့အတိပေးလို့တယ်လက်ရှိကရင်ပြည်နယ်မှာလည်းအကြမ်းဖက်ဆစ်ခွေးတက်ဟာဆစ်ရှုံးနေပါပြီ။ ဟာတခါကျန်ကိုရှမ်းလေးတဲ့ကိုရှမ်းလေးတင်းရတဲ့ဟိုနည်းနည်းရှိတဲ့တူတူလေးပြောပြပါလားတဲ့အဲ့လိုမျိုးတွေရှိပါတယ်အချို့ဒါ internet မကောင်းတာတွေပြီးတော့ဖုန်းပေအခက်အခဲရှိတယ်ကျွန်တော်မိသားစုတွေကျွန်တော်နားလည်ပါတယ်ဆိုတော့ကျွန်တော်တူတူလေးပြောမယ်ဆိုရင်ကရင်ပြည်နယ်မှာအဲ့မဲ့ဖက်ဆက်ခွေးတက်ဆွရှုံးနေမှာဆိုတော့ဒါကြောင့်လဲပဲသူတို့ဟာ လေရင်2စင်း3စင်း4စင်း5စင်း6စင်းပေါင်ရအောင်ဘုံအလုံးရေရွတ်လို့မရအောင်ဝုံတိုင်းကျဲဆိုတော့အဲ့လိုဝုံတိုင်းကျဲနေတဲ့အခြေအနေဘာကြောင့်လဲကျွန်တော်တက်မှာခွန်ကလည်းပဲတိုက်ပွဲထဲမှာပါဝင်နေပြီးတက်မှာ6တက်မှာ၄တက်မှာ၅စသည့်အာဖြစ်တက်မှာအသီးသီးဟာပူပေါင်းပြီးတော့လုံးလုံးဆောင်နေကြပါပြီဒီကနေ့ပါဒါတက်မှာခွန်နေပြီးတဲမှာရှိတဲ့မော်ဖာသူချမ်ပတ်ဖတ်စစ်ခွေးတက်စကန်ကို ကျွန်တော်တို့ KNDO နဲ့ KNU တပ်ဖွဲ့ဝင်တွေကျွန်တော်ပြည်သူ့ကာကွယ်ရေးတပ်ဖွဲ့ဝင်တွေတိုက်ခိုက်သိမ်းပိုက်နေကြပါဘူးအဲ့ဒီမဖာသူအကြမ်းဖက်စစ်ခွေတက်စကန်ကျွန်တော်အခုချိန်ဒီနေလုံးထဲမှာထွက်ဟိုးတောင်ပေါ်မှာနေရာယူထားတာဆိုတော့အဲ့စကန်ကတကယ်တော့ဒီကောင်တွေအခုလိုမျိုးဖြစ်စရာအကြောင်းမရှိဘူးဒါဆို၄နှစ်ကျော်ပြီကျွန်တော်တို့ပြီးခဲ့တဲ့၂နှစ်ကျော်လောက်အတွင်းထဲမှာတည်းကအဲ့ဒီစကန်ကိုလက်နဲ့ချ အညံ့ခံဖို့ကျွန်တော်တို့ကိုကမ်းလှမ်းခဲ့ဘူးလေဆိုတော့အဲ့ဒီအချိန်မှာအဲ့ဒီစကန်ကိုတာဝန်ယူရတဲ့အကြမ်းဖက်စစ်ခွေးတက်ကယာရှိကောင်ကဒါကိုသဘောတူမဲ့အချိန်တွေတခုထိကျွန်တော်တို့ဆွေးနွေးနိုင်ခဲ့တယ်ဒါပေမဲ့အဲ့ဒီတင်းကိုသူ့ရဲ့အထက်ကယာရှိတွေစီပေါက်သွားတယ်ဆိုတော့ဒါတင်းကျွန်တော်တို့ပြန်ချလာတယ်ပြီးတော့အဲ့ဒီတစ်ဖွဲ့လုံးကိုသူတို့တွေအားချင်းဒါပြောင်းရွှေ့သွားပြီးတော့နောက်တဲ့တစ်ဖွဲ့ဝင်ရောက်လာတဲ့ပုံစံမျိုးကျွန်တော်တို့ကိုနိုင်ကြုံတွေ့ခဲ့ရတယ် ဆိုတော့ကျွန်တော်တို့ပြောနေတဲ့အချိန်မှာကျွန်တော်တို့ ਨੇ ဘူးပေါင်းတဲ့ extra ရဲ့ social အနေနဲ့အဲ့ဒီကောင်းတဲ့အကုန်လုံးတရင်တာလဘောတောက်ကမှာဖြစ်တယ်။ကရင်ဝကြောကလည်းပဲတော်တော်လေးကိုရှပါတယ်။ဆိုတော့ကိုယ့်အချိန်နေမှာကိုမသိပြောတဲ့အချိန်မှာပြောတဲ့စကားကိုနားမထောက်ဘူးဆိုရင်တော့ကဲသူမဲ့ အခြေအနေအဖြစ်ဆိုးတွေနဲ့လက်ရှိကြုံတွေ့နေရပြီဒါကြောင့်ကွန်ကရစ်မှာရှိတဲ့ကျွန်တော်ယသပြည်သူတွေဖြစ်တဲ့နီးနဲ့စပေးရှောင်မှာပြီးတော့ရင်ဖအံမှာရှိတဲ့အုတ်ချုပ်ရေးမှုဆိုတဲ့ကောင်တွေရှင်းပြောင်းနောက်မရောက်ကောင်တွေလည်းသမင်းဝအောင်စားထားကိုမျက်နှာကိုမှန်ထဲမှာသေသေးချာချာကြည့်ထားဆိုတာကိုကျွန်တော်ပြောကြားရှင်းတဲ့ဒီနေ့ဗီဒီယိုကိုအဆုံးသတ်ချင်ပါတယ်